မင်္ဂလာပါရှင်။ CNI သတင်းဌာနရဲ့2025ခုနှစ်အောက်တိုဘာလ22ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ဒီကနေ့တက်တင်ဆက်ပေးမယ့်သတင်းကြောင်းရာတွေကတော့ NCA စာချုပ်ကိုစက္ကူစုပ်အဖြစ်မမြင်ဘူးလို့ RCSS ရဲ့ပြောရေးဆိုခွင့်ရှိသူဒုတိယဗိုလ်မှူးကြီးအုံမခေးကပြောဆိုလိုက်တဲ့သတင်း။နောက်ကမျိုးသားဆိုရှယ်လစ်ကောင်စီကပ်ပလန်ရုံးအောင်အဖွဲ့ကိုအိန္ဒိယကဒရုန်းနဲ့အော်တိုဘားလ20ရည်နှစ်မွန်လွဲပိုင်းကတိုက်ခတ်ခဲ့ရာ၅ဦးသေဆုံးခဲ့တယ်ဆိုတဲ့တင်အပါအဝင် ောက်ဆုံးရပြည်တွင်းသတင်းနိုင်ငံတကာသတင်းနဲ့အားကစားသတင်းတွေကိုတင်ဆက်ပေးမှာပါပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ NCA စာချုပ်ကိုဆက်ကူဆုပ်အဖြစ်မမြင်ဘူးလို့ RCSS ရဲ့ပြောရေးဆိုခွင့်ရှိသူဒုတိယပုံမှုကြီးအုံခေကပြောဆိုလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။ရှမ်းပြည်ပြည်နယ်ထူထောင်ရေးကောင်စီ RCSS အနေနဲ့တနင်္ဂနွေလုံးပြစ်ခတ်တိုက်ခတ်မှုရစဲရေးသဘောတူစာချုပ်အစီအကိုစက်ကူစုပ်တစ်ခုအဖြစ်မမြင်ကြောင်း အာဆီအက်ဆက်ရဲ့ပြောရေးဆိုခွင့်ရှိသူဒုတိယပုံမှုကြီးအုံခေးကစီရင်တဲ့တင်းဌာနကိုပြောပါရယ်၂021ခုနှစ်မှာမြမတက်မတော်ကအာနာသိမ့်လိုက်တာဟာ NCA စာချုပ်ရဲ့အနှစ်သာရအခြေခံမူတွေနဲ့ရည်မှန်းချက်တွေကိုပြောင်ပြောင်တင်းတင်းဖျက်ဆီးလိုက်ပြီးဖြစ်ပြီးစာချုပ်ဟာလည်းဆက်ကူစုပ်တစ်ခုအဖြစ်ရောက်သွားစေတယ်လို့ NCA လက်မှတ်ထိုးထားတဲ့တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့အဖွဲ့အစည်းတွေစုစုပေါင်း6ဖွဲ့ကအော်တိုဝါလာ73ရက်မှာပူးတွဲထုတ်ပြန်ခဲ့တာပါအဲ့ဒီဖွဲ့တွေကတော့ NCA စာချုပ်မှာလက်မှတ်ရှိထိုးခဲ့တဲ့ကရင်မျိုးသားစီယုံ KNU မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ဦး APSDF ချင်းမျိုးသားတပ်ဦး CNF တို့အပါအဝင် NCA ထိုးထားတဲ့အဖွဲ့တွေတဲကမှနှစ်ချမ်းကွဲထားတဲ့မွန်ပြည်သက်ပါတီ NNSPAD ပိုးမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNL လားဟုဒီမိုကရက်တစ်အစည်းအရုံး LDU တို့ဖြစ်ကြပါတယ် RCSS အနေနဲ့ NCA စာချုပ်ကိုစက်ခုစုပ်အဖြစ်မမြင်တဲ့အပြင်အလေးထားလိုက်နာကြောင်း RCSS ရဲ့ပြောရေးဆိုခွင့်ရှိသူဒုတိယပုံမှုကြီးအုံခေးကစီရင်တဲ့တင်ဌာနကိုပြောပါရယ်။ကျွန်တော်တို့ RCSS အမြင်နဲ့တော့အဲ့လိုမမြင်ပါဘူးနော်။ကျွန်တော်တို့အဖွဲ့အတွက်အနေနဲ့တော့ NC ကိုအလေးထားပြီးတော့음음စေဝင်တစား음စေရောက်ကိုပါကြိုးစားပြီးတော့လည်နာနေစေပဲ။ဆောင်ရွက်နေစေပဲ။အဲဒါတော့မြတ်ပြောတယ်လို့တော့ဟိုအဲ့လိုမျိုးမမြင်ပါဘူးနော်။ ကဲနားလို့လိုက်ချက်ကြတော့တစ်ဖွဲနဲ့တစ်ဖွဲတော့မကြည့်ရပါနော်နေအမျိုးမျိုးပဲအဲ့ဒါတော့သူ့ဖက်ကိုဖက်ကိုကြည့်ပါနော်အဲ့ဒါတော့ဝေဖန်ရမလို့မရှိဘူးနော် SCA စာချုပ်ကိုဦးသိန်းစိန်အစိုးရလက်ထက်2015ခုနှစ်အောက်တိုဘာ15ရက်မှာစတင်ရှိထိုးခဲ့ကြတာဖြစ်ပြီး2025ခုနှစ်အောက်တိုဘာ15ရက်မှာစနေပြည့်ခဲ့ပြီဖြစ်ပါတယ်ဒါပေမဲ့ SCA စာချုပ်ရဲ့လုပ်ငန်းစဉ်တွေဟာ2020ပြည့်နှစ်နောက်ပိုင်းကနေစတင်ကရပ်တန့်သွားတာဟာယနေ့အထိဖြစ်ကြောင်းစီးရီးနဲ့နိုင်ငံရေးကိစ္စတွေကထောက်ပြကြပါတယ် ် SGA စာချုပ်ကို KNU, RCSS, ALB, DKBA, KNU KNL PC, PNLO, CNF, APSDF, NMSB နဲ့ LDU တို့စုစုပေါင်း၁၀ဘွဲကလက်မှတ်ရေးထိုးခဲ့ကြတာပါ။ဒါပေမဲ့2021ခုနှစ်နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးသဘောထားကွဲလွဲမှုတွေကြောင့် SGA လက်မှတ်ထိုးထားတဲ့9ဘွဲနဲ့သာဆောင်ရွက်နေကြတာဖြစ်ပါတယ်။ငင်းချမ်းရ NCA ကအခြေခံပြီးနှစ်ဦးနှစ်ဖက်သဘောတူညီထားတဲ့စာချုပ်ပါအတိုင်းလိုက်နာမှုရှိစွာဆောင်ရွက်သွားဖို့လိုတယ်လို့ RCSS ရဲ့ပြောရေးဆိုခွင့်ရှိသူဒုတိယပုံမူကြီးအုံခေးကစီရင်တဲ့တင်ဌာနကိုပြောပါရယ်။ငင်းချမ်းရေအနေနဲ့ပြောရမယ်ဆိုရင်တော့ NCA ကနေအခြေခံတော့နော်။အဲ့တော့တိုင်းပြည်ဒီလျှောက်တဲ့နေရာမှာရောဒီ UK boy ကိစ္စကရောဒါတော့ဟိုကျွန်တော်တို့အဖွဲ့အနေနဲ့တော့ဘာမှပြောလို့ပေါ့နော်။ဒါပေမဲ့ NCA အဲ့ကောင်ထဲပေါ်တဲ့နေရာမှာပဲအရေးကြီးတော့ပေါ့။ပြတ်တာကြောင့်ခုနပြောတလို့ပဲအင်းနှုတ်နှစ်ဖက်တဘောတူညီထားတဲ့တချို့အတိုင်း ဆောင်ရွက်ကပ်ဖို့လိုတယ်အဲ့လိုပဲပြောလိုပါရင်တော့အဲ့ဒီယူကြည်မှုဒီဆောင်ရွက်နေရာမှာဥပမာချုပ်ပြီးပြောမှာပေါ့နော်ဟိုနှုတ်နှစ်ဖက်ဒီဆောက်ထားတဲ့သဘောတူညီမှုစာချုပ်ရရှိထားတဲ့ MCA စာချုပ်ပါတဲ့အတိုင်းအမျိုးလိုက်နာမှုရှိရှိနဲ့ဆောင်ရွက်သွားဖို့တော့လိုတော့ပေါ့နော်အဲအဲ့ဒီထဲမှာအများအပြားတော့ လွတ်မှုတော့အများကြီးတော့ဗောနော်အဲစာချုပ်တော့သူထားပြတိုင်းအဲမစုံရနိုင်ခဲ့တာကိုအများကြီးတော့ဗောနော်ဒါပေမဲ့အသေးစိတ်တော့မပြောလို့တော့ပါအောင်နော် SCA စာချုပ်မှာပြုပြင်စရာအချက်သိမရှိပဲပြည်စုံပေမဲ့လေအခုလက်တွေ့နဲ့အလုံးဖြစ်တဲ့အချက်တွေကိုတုံ့တက်ပြီးပြုပြင်တင်တာတွေကို ပြုပြင်သွားရမှာဖြစ်တယ်လို့နိုင်ငံရေးအကဲခက်တွေကအကြံပြုကြပါတယ်လက်ရှိမှာ NCA စာချုပ်ကိုပြတ်သွားပြီလို့ဆိုက ABSDF CNF KNU တို့ကကြေညာပြီး မြမတက်မော်နဲ့တိုက်ပွဲတွေဖြစ်ပွားနေသလို PNLO ALP LDU NMSP ဟာလည်းနှစ်ဖွဲ့ကွဲသွားပြီး SCA ကလည်းနှုတ်ထွက်သူနဲ့ SCA လမ်းကြောင်းပေါ်မှာဆက်လက်ရပ်တည်သူဆိုပြီးဖြစ်တည်နေရပါောင်းနိုင်ငံရေးပါတီတွေဟာတက်မော်နဲ့ပေါင်းမှအာဏာရမယ်ဆိုတဲ့ပုံစံမျိုးလုပ်နေတယ်လို့စီလုံးညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်မှာဦးမျိုးကျော်ကပြောဆိုလိုက်တဲ့တဲ့တင်ကိုလည်းဆက်လက်ရှုစားလိုက်ရအောင်ပါ လမ်းမရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့နိုင်ငံရေးပါတီတွေဟာတက်မတော်နဲ့ပေါင်းမအာဏာရမယ်ဆိုတဲ့ပုံစံမျိုးလုပ်နေတယ်လို့စီလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ် UNA မှဦးမျိုးကျော်ကစီရင်နေတဲ့တင်ဌာနကိုပြောပါရယ်မြန်မာနိုင်ငံမှာ2025ခုနှစ်ဒီဇင်ဘာ28ရက်မှာရွေးကောက်ပွဲအပိုင်း1ကိုကျင်းပမှာဖြစ်ပြီးနိုင်ငံရေးပါတီ58ပါတီနဲ့တတိပုဂ္ဂလ65ဦးစုစုပေါင်းကိုယ်စားလှယ်လောင်း9000ဝန်းကျင်ဝင်ရောက်ရှင်ပြိုင်ကြမှာဖြစ်ပါရယ်ရွေးကောက်ပွဲဝင်ပြိုင်မဲ့ပါတီတွေဟာတက်နေပေါင်းမှာမိမိ ုအာဏာရမယ်ဆိုတဲ့အနေအထားမျိုးနဲ့လှုပ်ဆောင်နေကြကြောင်းစီလုံးညွညွသောတိုင်းရင်းသားလူမျိုးများမဟာမိတ် UNA မှဦးမျိုးကျော်ကဆင်နိုင်တဲ့တင်ဌာနကိုပြောပါရတယ်။ ကျမ်းတော်ထဲမှာရှိနေတဲ့အုပ်ချုပ်ကြီးတွေကနေအစပေါ့နော်ဘုံချုပ်ကြီးဘုံမှုကြီးတွေဘုံမှုချုပ်ကြီးနော်အဲ့ဒီအရာရှိတွေအများစုကိုပဲဒီမှနေပြီးတော့နေပြီးပြန်ဖို့ဆိုပြီးတော့ပါတီကျဲထဲတဲ့ဟာလည်းတွေ့နေရတာပဲလေယူနီဖောင်းကိုထားတဲ့နေပြီးတော့စစ်သားတွေပေါ့သူတို့ဒီရေကောက်ဘွက်အခင်းချင်းကိုဖန်တီးရဲစီစဉ်တယ်တစ်ခါမှတော့တိုက်ပုံကိုထားတဲ့နေပြီးတော့ဒီစစ်သားတွေပဲဒီအာဏာရှင်တွေပဲသူတို့ပြန်ပြီးတော့တစ်ခါထဲနဲ့နေပြီးတော့အာဏာယူဖို့အတွက်လုပ်ကြတာတစ်ခါ ခါဒီထက်မှနေပြီးတော့ register လုပ်ပြီးတော့ corporate one ပြိုင်မယ်ဆိုတဲ့ဟာတွေကလည်းတန်းတဲ့ပုံမှာငါတို့အာဏာရမယ်ဆိုတဲ့အမြင်မျိုးနဲ့လုပ်တာဖြစ်တဲ့အတွက်မှာဒီရေကောက်ပွဲနဲ့ဒီမှာပါဝင်နေတဲ့နိုင်ငံရေးအစုဖွဲ့တွေပေါ့နော်ပါတီတွေဟောအဆာကျွန်တော်တို့ပြည်သူပြည်နေနဲ့တော့လုံးလုံးကြားရကိုစန့်ကျင်ရနိုင်တယ်။ဘယ်တော့ပဲပြည်သူတမဲနဲ့ပဲရနှမဲနဲ့ပဲရသူတို့အစိုးရလုပ်ရှင်နဲ့လုပ်ပေါ့ဂုံတိတ်ခမဲ့စွာနဲ့အစိုးရလုပ်တယ်လို့ကျွန်တော်တို့ကတော့ပြောရမယ်။ လက်ရှိမြန်မာနိုင်ငံမှာ2021ခုနှစ်ဖေဖော်ဝါရီတရက်က NND အစိုးရကို2020ထရီတွေရွေးကောက်ပွဲမဲစင်းရင်အငင်းပွားမှုအားမဖြစ်ရှင်မဲ့အစိုးရဖွဲ့စည်းရေးကြိုးပမ်းနယ်လို့ဆိုကမြန်မာတက်မတော်မှာဖြုတ်ချပြီးရေးပေါ်အခြေအနေကြီးညာပြီးအုပ်ချုပ်လျက်ရှိပါတယ်။အဲ့ဒီနောက်2023ခုနှစ်ဇန်နဝါရီ31ရက်နိုင်ငံရေးပါတီတွေမှပုံတင်ခြင်းဥပဒေကိုပြဋ္ဌာန်းပြီးနိုင်ငံရေးပါတီတွေကိုပြန်လည်မှပုံတင်ခိုင်းခဲ့တယ်လို့ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်လည်းပြင်ဆင်လျက်ရှိပါတယ်။နိုင်ငံရေးပါတီတွေရွေးကောက်ပွဲဝင်တာကပြည်သူ ူပေးမဲ့မဲကိုရရှိအောင်ကြိုးစားကြတာဖြစ်ပြီးအာနာမလိုခြင်းတဲ့ပါတီလူလောကမှာဘယ်ပါတီရှိလဲလို့ပြည်တော်စုကြန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP မှပြောရေးဆိုခွင့်ရှိသူဦးသိန်းထွန်းဦးကစီရင်တဲ့ဌာနကို ပြောပါရစေ။နိုင်ငံရေးပါတီတခုဆိုတာလေနိုင်ငံတော်နဲ့နိုင်ငံသားကောင်းကျိုးကိုသူတို့ကောင်းကျိုးပြုကျင့်ကြလို့တာလေနိုင်ငံရေးပါတီထောင်ရတာကိုအဲ့ဒီလိုကောင်းကျိုးပြုပြီးတော့လှုပ်ဆောင်ဖို့ လုတ်ပိုင်ခွင့်ရဖို့ဆိုတာကပြည်သူအမင်းနဲ့မဲကိုရရှိအောင်လို့ဒဲနိုင်ငံရေးပါတီတို့စူးစမ်းကြမှာပဲအဲ့လိုစူးစမ်းမှုပုံမှာတော့အာဏာမလိုရင်နဲ့အနိုင်မလိုရင်နဲ့ပါတီလောကမှာဘယ်ပါတီရှိလဲဘာကြောင့်လဲဆိုတော့ဒီပြည်သူအတွက်နိုင်ငံအတွက်လုပ်မယ်ဆိုရင်လုတ်ပိုင်ခွင့်ဆိုတဲ့အာရှိမှသာလေလုံလို့ရတယ်ပါတီတိုင်းအားဆိုလို့ရှိရင်ရုပ်ောက်ပဲအောင်နိုင်ရေးမှန်ပြဲဆိုတဲ့ဟာချမှတ်ပြဆောင်ရွက်ကြတာပါတီတိုင်းဖြစ်ပါတယ်ဒါကြောင့်မို့အခြားသောဝေကာနေကြသောသူများ၎င်းတို့ကိုယ်တိုင်တက်ဝင်ကြပါတီရောဘယ်လိုရည်တည်ကြသလဲတက်နေပေါင်း င်းနဲ့မပေါင်းခြင်းကတော့အဓိကမကြဘူး။အဲဟိုကနဲ့ပေါင်းတယ်ဒီကနဲ့ပေါင်းတယ်ဆိုတာကတော့အမနာပါပြောနေကြတဲ့သူတွေရဲ့စကားသာဖြစ်တယ်။ဒီပေါ်မှာတော့တိုက်တယ်လို့သုံးတယ်တိုက်တယ်လို့ဝေဖန်မှုလုပ်ကြမှာပဲ။ပါတီတစ်ခုကရပ်တည်ပြီးတော့ပေါင်းရနေမှုပြေမူဟာရပေါ်မှာပဲအခြေခံတယ်။ လက်ရှိမြန်မာနိုင်ငံမှာ2025ခုနှစ်ဒီဇင်ဘာ28ရက်မှာမြို့နယ်တရားနှစ်မြို့နယ်မှာရွေးကောက်ပွဲအပိုင်း1ကိုကျင်းပမှာဖြစ်ပြီး2026ခုနှစ်ဇန်နဝါရီလမှာတော့မြို့နယ်တရားမြို့နယ်မှာရွေးကောက်ပွဲဆက်လက်ကျင်းပမှာဖြစ်ပါတယ်။အဲ့ဒီနောက်2026ခုနှစ်ဖေဖော်ဝါရီလမှာလွတ်တော်ခေါ်မှာဖြစ်ပြီးမက်လာမှာအစိုးရတစ်ကိုဖွဲ့စည်းကြမှာဖြစ်ပါတယ်။2026ခုနှစ်မှာပေါ်ပေါ်လာမယ့်အစိုးရကိုမြန်မာ့ကျမတော်ကဥဆောင်ဖွဲ့စည်းတဲ့အစိုးရတရက်တာဖြစ်လာကြမည်ဖြစ်ကြောင်းနိုင်ငံရေးပါတီတွေကတော့မြန်မာ့ကျမတော်မှာဥဆ ဆောင်ဖွဲ့စည်းမယ်အစိုးရအဖွဲ့ထဲမှာရွေးချယ်ခံရဖို့စောင့်မျှော်ရမယ်အခြေအနေသာရှိကြောင်းစီးရင်နဲ့နိုင်ငံရေးအကဲခတ်တွေကထောက်ပြကြပါတယ်ဝိယမြန်မာဆိုတဲ့စိတ်မွေးဖို့နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာရီကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမေအောင်လင်ကပြောဆိုလိုက်တဲ့သတင်းကိုလည်းဆက်လက်တင်ဆက်ပေးလိုက်ပါရစေ။ငါတို့အားလုံးကမြန်မာဝိယမြန်မာဆိုတဲ့စိတ်မွေးဖို့နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာရီကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမေအောင်လင်ကပြောပါရစေ။2025ခုနှစ်အောက်တိုဘာ21ရက်မှာ နေပြည်တော်ရှိမြန်မာပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဘုတ်ဌာန MICC1 မှာပြည်အောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်ပညာရေးဘွယ်၅နှစ်တည်နဲ့အမတ်စဉ်ခွန်မှာကျောင်းသားကျောင်းသူတွေနဲ့တွေ့ဆုံစဉ်သူကပြောကြားခဲ့တာဖြစ်ပါတယ်။ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကမောင်နှမတို့တိုင်းရင်းသားတွေဟာမြန်မာစိတ်မွေးပြီးငါတို့အားလုံးဟာမြန်မာဝိရမြန်မာဆိုတဲ့စိတ်တသွေးတဲ့တသားတဲ့စီးလုံးညီညွတ်တဲ့အမျိုးသားစိတ်ဓာတ်တွေနဲ့နိုင်ငံတော်အေဂျင်တာရာရေးဖွံ့ဖြိုးတိုးတက်ရေးကိုလက်တွဲအကောင့်တွေပေါ်ဆောင်ရွက်ကြဖို့လိုတယ်လို့ဒေတာအတိအကျက တတ်မဲ့ကျောင်းသားလူငယ်တွေကိုလည်းအကောင်းမြင်စေပူပေါင်းပါဝင်ဆောင်ရွက်လို့စေစီလုံးညီညွတ်မှုစေရိုင်းမင်းကူညီစေစားတဲ့စိတ်ဓာတ်တွေရှင်သန်ဖြစ်ထိုးနေအောင်လေ့ကျင့်ပြောထောင်ပေးကြဖို့မှာကြားလိုရလို့ပြောပါတယ်နိုင်ငံတော်ရဲ့လွတ်လပ်ရေးနဲ့အချုပ်အခြာအာဏာကိုထိန်းသိမ်းကာကွယ်ရေးဟာပြည်ထောင်စုသားအားလုံးမိုးရပါတာဝန်ဖြစ်တာကြောင့်နိုင်ငံသူနိုင်ငံသားအားလုံးကစီလုံးညီညွတ်စွာနဲ့ပြည်ထောင်စုစိတ်ဓာတ်အရင်ခံကနိုင်ငံတော်ကိုဝမ်းဝမ်းကာကွယ်ဆောင်ရှောက်ထိန်းသိမ်းသွားကြဖို့လိုကြောင်းသူကပြောပါတယ် လက်ရှိမြန်မာနိုင်ငံဟာ1948ခုနှစ်လွတ်လပ်ရေးရပြီးကတည်းကတိုင်းရင်းသားတန်းတူရေးကိုပိုင်ပြဋ္ဌာန်းခွင့်နဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရရှိရေးဒီမိုကရေစီနိုင်ငံဖြစ်တည်ရေးဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးစတဲ့အရင်းခံအကြောင်းတရားတွေကိုမပြည့်ရှင်းနိုင်တဲ့အတွက်ပြည်တွင်းဆက်ဖြစ်ပွားလာသည်မှာဒီကနေ့ထိဖြစ်ပါတယ်။ဒါကြောင့်လူမျိုးရေးအမြင်တွေတည်ရှိလာပြီးဝိရမြန်မာဆိုတဲ့အခြေအနေကိုတည်ဆောက်ဖို့ခက်ခဲလျက်ရှိနေပါတယ်။ ၎င်းချက်ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်450မှာမြန်မာစာဟာရုံးသုံးစာဖြစ်တယ်လို့ပြဋ္ဌာန်းထားပါတယ်။အဲ့ဒီပြဋ္ဌာန်းချက်အရဆိုရင်မြန်မာစာနဲ့မြန်မာစကားဟာဗမာစာနဲ့ဗမာစကားဖြစ်နေတဲ့အတွက်မြန်မာဟာဗမာဖြစ်တယ်လို့ယူဆเสียဖြစ်သွားကြောင်းဒီလိုယူဆချက်တွေကြောင့်ဗမာမဟုတ်တဲ့လူမျိုးတွေဟာဝိရမြန်မာဆိုတဲ့အခြေအနေကိုလက်ခံဖို့ခက်ခဲသွားနိုင်တယ်လားစဉ်းစားဖို့လိုအပ်ကြောင်းစီရင်တဲ့နိုင်ငံရဲ့အကန့်အသတ်တွေကထောက်ပြကြပါတယ်။ CNY သတင်းဌာနရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပြီးမှာဖြစ်ပါတယ်။နောက်ကမျိုးသား social link ကောင်စီကပ်ပလန်ရုပ်အောင်အဖွဲ့ကိုအိန္ဒိယက drone နဲ့အော်တိုဘာလ20ရက်နေ့မွန်းလွဲပိုက်ကတက်ခတ်ခဲ့ရာ၅ဦးသေဆုံးခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။သတင်းပြည်စုံကိုတင်ဆက်ပေးလိုက်ပါတယ်။ မြန်မာနိုင်ငံနယ်စပ်မှာလှုပ်ရှားနေတဲ့နာဂမျိုးသားဆိုရှယ်လစ်ကောင်စီကပ်ပလန်ရုံအောင် NSCNK1K အဖွဲ့ကိုအိန္ဒိယကဒရုန်းနဲ့2025ခုနှစ်အောက်တိုဘာ20ရက်နေ့မိုးလယ်ပိုင်းမှာတိုက်ခိုက်ခဲ့ရာ၅ဦးသေဆုံးခဲ့တယ်လို့ North East Line သတင်းဝက်ဆိုက်မှာဖော်ပြခဲ့ပါတယ်။ ိန္ဒိယရဲ့အာယူနာရှယ်ဗရာဒိပြည်နယ်နဲ့မြန်မာနိုင်ငံနယ်စပ်မှာလှုပ်ရှားနေတဲ့ NSCNKY ရဲ့စစ်စခန်းတွေကိုပိတ်မတ်ထားတဲ့ကြီးမားတဲ့ဒုံးတိုက်ခိုက်မှုတစ်ခုကိုအိန္ဒိယကလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ကနအူးရရှိတဲ့တရင်တွေအား NSCNKY ထိပ်သီးကောင်းဆောင်တို့ရဲ့တပ်တော်ဆောင်၃ဦးအပါအဝင်စစ်သွေးကြ၅ဦးတေဆုံးခဲ့ပြီးဒီထိပ်သီးကောင်းဆောင်ဟာဒဏ်ရာအပြည့်နဲ့ရရှိခဲ့တယ်လို့ဆိုပါတယ်။ ဒီစစ်စကန်းတွေကမကြသေးမီကအိန္ဒိယလုံခြုံရေးစကန်းတွေကိုတိုက်ခိုက်ခဲ့တဲ့လက်နက်ကင်တွေကိုခိုးလုံခွင့်ပေးထားတယ်လို့ယူဆရတာကြောင့်အဲဒီလိုပြင်းထန်ထားတိုက်ခိုက်ခံခဲ့ရကြောင်းသတင်းရင်းမြစ်တွေကပြောကြားခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကိုဘလို့အဖွဲ့ကပြုလုပ်ခဲ့တယ်ဆိုခြင်းကိုတော့တရားဝင်အတည်ပြုချက်ထွက်ပေါ်ခဲ့တာမရှိပေမဲ့ဒီစစ်စင်ရေးဟာချိတ်ဆက်ညှိနှိုင်းမှုရှိပြီးပြင်းထန်တိကျတဲ့လမ်းညွန်စနစ်နဲ့တိုက်ခိုက်ခဲ့တာဖြစ်တာကြောင့် ထိပ်သီးအဆင့်ထောက်လိုင်းရေးတရင်နဲ့ခင်မိကင်းနောက်စွမ်းရည်တွေရှိနေတာကိုပြသရရောက်ခဲ့ပါတယ်။အော်တိုဘာ16ရက်ကအာယူနာရှယ်ပရာဒိပြည်နယ်ချမ်းလန်းခရိုင်မမ်မာအိုမျိုးဝနီးရှိ အာဇမ်ရိုင်ဖယ်တပ်ရဲ့စစ်စင်ရေးစခန်းကိုစစ်သွေးကြွတွေကတိုက်ခိုက်ခဲ့ပြီးနောက်အခုတိုက်ခိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ဝင်အုပ်ဒဏ်ရာရခဲ့တဲ့ဒီတိုက်ခိုက်မှုကို UNFPA အဖွဲ့မှကေဒါတွေနဲ့ပူးပေါင်းပြုလုပ်ခဲ့တာကြောင့် NSCNKYA ကကြေညာခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်အိန္ဒိယလုံခြုံရေးတပ်ဖွဲ့တွေကဒီဒေသမှာနယ်မြေရှင်းလင်းရေးစစ်ဆင်ရေးတွေပြုလုပ်ခဲ့တာကြောင့်စစ်သွေးကြွတွေဟာနယ်စပ်ဒေသကိုဖျက်ပြီးမြန်မာနိုင်ငံအတွင်းကိုဆုတ်ခွာခဲ့တယ်လို့ဆိုပါတယ်မြန်မာနိုင်ငံနဲ့နယ်စပ်ချင်းထိစပ်နေတဲ့ချမ်းလန်းခရိုင်ဟာစစ်သွေးကြွတွေရဲ့လှုပ်ရှားမှုနဲ့နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုတွေပြုလုပ်နေတဲ့ဗဟိုချက်တစ်ခုဖြစ်ပါတယ်ဒီဒေတာမှာ NSCNKYA နဲ့ UNFAN အဖွဲ့တို့ကြီးဆိုထားပြီးလုံခြုံရေးတပ်ဖွဲ့တွေကိုပူးပေါင်းတိုက်ခိုက်လေ့ရှိရလို့သတင်းမှာဖော်ပြထားပါတယ် အခုလကုန်ပိုင်းမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျွန်အန်တို့ကြားစစ်တုထမြောက်အစည်းအဝေးဖြစ်မြောက်လာပွဲရှိတယ်လို့ကောလာဟာလာတွေထွက်ပေါ်နေတဲ့ဆွဲသတင်းကိုလည်းဆက်လက်ရှုစားလိုက်ရအောင်ပါအခုလကုန်ပိုင်းမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျွန်အန်တို့ကြားစစ်တုထမြောက်အစည်းအဝေးဖြစ်မြောက်လာပွဲရှိကြောင်းကောလာဟာလာတွေထွက်ပေါ်နေတယ်လို့ South China Morning Post ကဖော်ပြခဲ့ပါတယ်ဒီအစည်းအဝေးဖြစ်မြောက်လာပါကမြောက်ကိုရီးယားခေါင်းဆောင်ဘက်ကစည်းကမ်းတွေတက်မှတ်ဖွယ်ရှိနေကြောင်းလေးလာသူတွေကပြောကြားခဲ့ပါတယ် ကင်မဟာရုရှားတရုတ်တို့နဲ့မဟာမိတ်ဆက်ဆံမှုတွေမြင့်တင်နေပြီးနျူကလ িয়ার လက်နက်အင်အားကိုချက်ထွင်နေတာကြောင့်အမေရိကန်နဲ့တန်တမန်ရေးရဆက်ဆံရမှာအရင်နဲ့မတူပဲအင်အားပြတဲ့အနေအထားနဲ့ချင်းကပ်ဝယ်ရှိနေတယ်လို့လေလာသူတွေကပြောကြားခဲ့ပါတယ်။တောင်ကိုရီးယားမှာအော်တိုဘာ30ရက်မှာပြုလုပ်မှာဖြစ်တဲ့အာရှပစိဘိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ APEC ညီလာခံကိုတက်ရောက်မဲ့ထရန့်ဟာကင်နဲ့ခင်မင်ရင်းနှီးတဲ့ဆက်ဆံရေးကိုပြန်လည်အသက်သွင်းဖို့ကြိုးပမ်းနေတယ်လို့လည်းသတင်းတွေထွက်ပေါ်နေပါတယ်။ ဲ့ဒီလိုအစည်းအဝေးမျိုးဖြစ်မြောက်လာပါကရောက်ကိုကြီးရဘက်မှာအရင်ကထက်တောင်းဆိုမှုတွေပုံပုံများပြားလာပဲရှိတယ်လို့လည်းလေးလာသူတွေကပြောကြခဲ့ပါတယ်။တောင်ကိုကြီးရဲ့ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနဟာဆင်းမဲ့ဆုံးအတွင်းရှိမြောက်ကိုကြီးရနဲ့ဆွေးနွေးမှုတွေပြုလုပ်လေးရှိတယ်။ပန်းမွန်ချွန်ကျေးရွာကိုအရက်သားတွေဝင်ရောက်ခွင့်ဆိုင်းငံ့ပြီးနောက်ပိုင်းထရန့်ကင်အစည်းအဝေးနဲ့ပတ်သက်ပြီးထင်ကြေးပေးမှုတွေမြင့်တက်ခဲ့ပါတယ်။ထရန့်နဲ့ကင်တို့ဟာ2019ခုနှစ်ကပန်းမွန်ချွန်ကျေးရွာမှာတွေ့ဆုံခဲ့ပူးပါတယ်။တောင်ကိုကြီးရဘက်ချမ်းကြီးပန်းမွန်ချွန်ကျေးရွာကို စီမံအုပ်ချုပ်နေတဲ့ကုလသမဂ္ဂစီမံကိုယ်ကရေးဌာနကတော့ပံ့ပိုးညွှန်ကြေးရွာကိုအရက်သားတွေဝင်ခွင့်ဆိုင်ငံ့မှုနဲ့ထရန့်ကင်အစည်းအဝေးကြားဆက်ဆံမှုရှိမရှိကိုမှတ်ချက်ပေးဖို့ညှင်းဆိုခဲ့ပါတယ်။အမေရိကန်နဲ့မြောက်ကိုရီးယားအစိုးရကြားတရားဝင်ဆက်ဆံရေးမရှိပေမဲ့ထရန့်အစိုးရရဲ့အရာရှိတွေကတော့ကင်နဲ့အစည်းအဝေးဖြစ်မြောက်ရေးအတွက်တည်ထက်ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြောင်းပြောကြားခဲ့ပါတယ်။ Belarus Model တူဟောင်းထိုင်းနိုင်ငံကနေတစ်စစ်မြန်မာနိုင်ငံကိုပြန်ပေးဆွဲခံခဲ့ရတယ်ဆိုတော့ ပြပမီဒီယာရဲ့သတင်းတွေကိုထိုင်းရဲတပ်ဖွဲ့ကညှင်းဆိုလိုက်တဲ့ဆွဲသတင်းကိုလည်းဆက်လက်တင်ဆက်ပေးလိုက်ပါရစေ။ဘယ်လာရုမော်ဒယ်တူဟာထိုင်းနိုင်ငံကနေတဆင်မြန်မာနိုင်ငံထံပြန်ပေးဆွဲခံခဲ့ရတယ်ဆိုတဲ့ပြပမီဒီယာရဲ့သတင်းတွေကိုထိုင်းရဲတပ်ဖွဲ့ကညှင်းဆိုခဲ့ကြောင်းခါအိုဆော့အင်္ဂလိပ်သတင်း website မှာဖော်ပြခဲ့ပါရစေ။အဆိုပါဘယ်လာရုမော်ဒယ်ဟာထိုင်းနိုင်ငံအတွင်းကနေသူ့သဘောဆန္ဒလျောက်ထောက်ခွာသွားတဲ့လူဝင်မှုမှတ်တမ်းတွေနဲ့စောင့်ကြည့်ရေးဗီဒီယိုမှတ်တမ်းတွေကိုထိုင်းရဲတပ်ဖွဲ့ကတင်ပြပြီးညှင်းချက်ထုတ်ခဲ့ခြင်းဖြစ်ပါရစေ။ ဗီရာခရက်ဆိုပါအမည်ရှိဘယ်လာရုမော်ဒယ်ခီးသွားမတန်တွေနဲ့လက်ဝေယာမျက်နှာပုံမဲအတွင်ပြင်အစားရှိတယ်။ဘိုင်ိုမက်ထရစ်အချက်လက်ကောက်ယူတဲ့စနစ်နဲ့လေးလာခဲ့တဲ့အသေးသေးအချက်လက်တွေရှိခဲ့ကြောင်းထိုင်းတော်ဝင်ရဲတပ်ဖွဲ့ရဲ့ပြောရေးဆိုဝင်ရှိသူရဲမှုချန်ဂရိုရင်ဖာဒီကအော်တိုဘာ21ရက်ကပြောကြားခဲ့ပါဗျာ။ စုံစမ်းစစ်ဆေးမှုတွေဟာ crap ဆိုပါစက်တင်ဘာ12ရက်ဒေသစံတော်ချိန်ညတကောင်ကျော်ဖြစ်တဲ့နနက်7:40မိနစ်မှာတူနာဘူမိလေးစိတ်တန်ဝင်ရောက်လာခဲ့ပြီးစက်တင်ဘာ20ရက်နနက်9:00မှာထိုင်းအဲဝေးလေကြောင်းလိုင်းရဲ့လေရင်ပြန်တမ်းမှုအမှတ်စဉ် TG301 နဲ့မြန်မာနိုင်ငံရန်ကုန်မြို့တန်ထွက်ခွာသွားခဲ့ကြောင်းဖော်ပြခဲ့ပါတယ်။ crap ဆိုပါအလိုလျောက်နေဆက်ထိန်းချုပ်ရေး automatic border control ABC စနစ်ကနေတစင်ထွက်ခွာသွားခဲ့တာဖြစ်ပြီးအတင်းအဓမ္မခေါ်ဆောင်သွားခံရတဲ့လက္ခဏာတွေ ည်းမတွေ့ရကြအောင်လုံချိုကြီးကင်မရာရဲ့ဗီဒီယိုမှတ်တမ်းတွေမှာပေါ်ပြခဲ့တယ်လို့ဆိုပါရယ်အဲ့ဒီမော်ဒယ်ဟာထိုင်းနိုင်ငံတဲကိုဝင်ရောက်လာခဲ့ပြီးမြန်မာနိုင်ငံကိုပြန်ပြေးဆွဲခံခဲ့ရတယ်ဆိုတဲ့သတင်းတွေကမမှန်ကန်ပါဘူးလို့ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူကအခိုင်အမာပြောဆိုခဲ့ပါရယ် Crab ဆိုပါဟာမြန်မာနိုင်ငံထံရောက်ရှိခဲ့ပြီးနောက်ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေဟာထိုင်းနိုင်ငံရဲ့တရားစီရင်ပိုင်ခွင့်အပြင်ဘက်မှာဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့တာဝန်ရှိသူတွေကပြောကြားခဲ့ပါရယ် ထိုင်းလူဝင်မှုရေးရာအာဏာပိုင်တွေကလည်းသူတို့ရဲ့တပ်တွေအထောက်အထားတွေကိုထိုင်းနိုင်ငံရှိဘယ်လာရုကောင်စစ်ဝင်ရုံတန်းပေးပို့ခဲ့ကြောင်းလည်းပြောကြားခဲ့ပါတယ်။ထိုင်းရဲ့တပ်ဖွဲ့ဟာထိုင်းနိုင်ငံကနေတဆင်အေနီဂျေးနိုင်ငံတွေရှိကြားပြတ်စင်တာတွေထံလူမောင်ကိုကူးမှုတွေကိုတားဆီးဖို့အတွက်အစီအမံတွေလှုပ်ဆောင်နေကြောင်းလည်းပြောကြားခဲ့ပါတယ်။စီနိုင်တဲ့ဌာနရဲ့နောက်ဆုံးသတင်းတပုတ်အနေနဲ့အားကစားသတင်းကိုတင်ဆက်ပေးမှာပါ။အာဆင်နယ်ကိုအကောင်းဆုံးအသင်းလို့ အတလက်တီကိုအသင်းနှိပြဖြစ်သူစီမျိုးနီကချီချူပြောဆိုလိုက်တဲ့တဲ့မယ်ဖြစ်ပါတယ်။အတလက်တီကိုအသင်းဟာချန်ပီယံလိပွဲစဉ်မှာအာဆင်နယ်အသင်းကို၄ဂိုးဂိုးမရှိနဲ့ဂိုးပြတ်အရေးနေပြီးနောက်နှိပြစီမျိုးနီကအာဆင်နယ်အသင်းဟာဒီအသည့်အတလက်တီကိုအသင်းရင်ဆိုင်ခဲ့ရတဲ့အသင်းတွေထဲမှာအကောင်းဆုံးအသင်းလို့ချီးကျူးခဲ့ပါတယ်။စီမျိုးနီကအာဆင်နယ်အသင်းဟာဒီအသည့်ကျွန်တော်တို့ရင်ဆိုင်ခဲ့ရတဲ့အကောင်းဆုံးအသင်းလို့ကျွန်တော်ပြောချင်ပါတယ်။ သူတို့ဟာတကွင်းလုံးမှာအရေးသူတွေအပြည့်ရှိနေပြီဒီဘွဲမှာသူတို့အနိုင်ရဖို့ထိုက်တန်တာကြောင့်သူတို့ကိုကျွန်တော်ဂုဏ်ပြုကျင်ပါတယ်ကျွန်တော်တို့ဟာဒီဘွဲအစမှာသူတို့ကိုကောင်းမွန်စွာရှင်ပြိုင်နိုင်ခဲ့ပေမယ့်မိနစ်60ခရဲကသူတို့ကပိုကောင်းတဲ့အသင်ဖြစ်ပြီးအနိုင်ရဖို့ထိုက်တန်ပါတယ်ကျွန်တော်တို့ဟာအခုချိန်မှာနာမည်ပွဲတွေအတွက်အာရုံစိုက်ကတိုးတက်မှုတွေရှိအောင်လုပ်ဖို့လိုအပ်တယ်လို့ပွဲပြီး Amazon Prime ကိုပြောခဲ့တာပါဒီဘွဲစဉ်ရဲ့ပထမပိုင်းမှာဂိုးမရှိသေးကြနေခဲ့ပေမယ့် အာဆင်နယ်အသင်းဟာပွဲချိန်58မိနစ်ကနေမိနစ်80အတွင်းအတ္တလက်တီကိုအသင်းကို၄ဂိုးသွင်းပြီးဂိုးပြတ်နိုင်ွယ်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။အာဆင်နယ်အသင်းအတွက်ဂိုးတွေကိုယိုဂရက်စ်က၂ဂိုး၊ဂါဘရီယယ်နဲ့မာတင်နယ်လီတို့ကတဘိုးစီသွင်းယူခဲ့တာပါ။အတ္တလက်တီကိုအသင်းဟာအာဆင်နယ်အသင်းနဲ့ပွဲမတိုင်မီလီဗာပူး၊ရီယယ်အသင်းတို့နဲ့တွဲဆုံထားပြီးဖြစ်ပေမဲ့နီးပြဆင်မိုနီကအာဆင်နယ်အသင်းကိုအကောင်းဆုံးအသင်းလို့ချီးကျူးခဲ့ပါတယ်။အာဆင်နယ်အသင်းနီးပြအာဒီတာက ဒီဘွဲဟာခက်ခဲတဲ့ဘွဲဖြစ်ခဲ့ပေမဲ့သွင်းကိုတွေသွင်းပြီးနောက်မှာနေရာလွတ်တွေရှာဖွေရတာလွယ်ကူသွားခဲ့ပြီးအနာရလက်တွေပျော်ရွှင်တယ်လို့ပြောခဲ့ပါတယ်။ဒီဘွဲမှာအာဆင်နယ်အသင်းတို့ကငိုသွင်းယူခဲ့တဲ့တိုက်စစ်မှုယိုဂရက်စာကိုဘွဲဆက်ကိုပေါက်ပျောက်ဆုံးမှုကိုအဆုံးသတ်နိုင်ခဲ့ပါတယ်။ယိုဂရက်စ်ကအာဆင်နယ်အသင်းတို့နောက်ထပ်သွင်းကိုတွေအများပြားသွင်းယူနိုင်မယ်လို့ယုံကြည်မှုရှိကြောင်းပြောခဲ့တာပါ။အာဆင်နယ်အသင်းဟာဒီအသီးချန်ပီယံလိဖေ့ဘွဲစဉ်၃ဘွဲကစားပြီးမှရာနိုးပြေနိုင်ပွဲနဲ့အမပေးစရာအဆင့်၃နေရာရပ်တည်နေပြီ အသက်လက်ဒီကိုအတင်းကတော့တပွဲနိုင်နှစ်ပွဲရှုံးတဲ့အဆင့်၁၈နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။ CNI သတင်းဌာနရဲ့2025ခုနှစ်အောက်တိုဘာလ22ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကို တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးပဲတရားပြရှင်တဲ့နေ့တွေကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။